ြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာနေထိုင်ကြတဲ့မွတ်စလင်ဒုက္ခသည်တွေနေရပြန်နိုင်ဖို့အတွက်ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုထိန်းချုပ်ထားတဲ့အာရခတက်တော် EA နဲ့ထိတွေ့ဆက်ဆံဖို့လိုတယ်လို့အမေရိကန်နိုင်ငံဆိုင်ရာကုလသမဂ္ဂစီးပွားရေးနဲ့လူမှုရေးဆိုင်ရာကိုယ်စားလှယ်ဂျူနာသန်ရှာရီရာကတိုက်တွန်းလိုက်ပါတယ်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာဂျွန်လ10ရက်နေ့ကကျင်းပတဲ့ ကုလသမကအထွေထွေညီလာခံအလို့တဖောတွစ်ဆုံဆွေးနွေးပွဲမှာအခုလိုပြောခဲ့တာလို့တရင်းတွေကဖော်ပြကြပါရယ်ဘင်္ဂလားဒေ့ရှ်အစိုးရဟာဒုက္ခသည်တွေနေရပြန်ရေးအတွက်မြန်မာစစ်ကောင်စီနဲ့ဆွေးနွေးတာတွေရှိနေတဲ့အရှိအမေရိကန်ကသူ့ရဲ့သဘောထားကို ပြောဆိုခဲ့တာလို့သုံးသပ်တာတွေလည်းရှိနေပါရယ်မွတ်စလင်ဒုက္ခသည်တွေနေရပြန်လာရေးအတွက်အာရခတတော်အပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းအလုံးနဲ့ဆွေးနွေးဖို့လိုအပ်တယ်လို့ ဂျိုနသန်ရှာရီရာက ပြောကြားလိုက်တာလေးဖြစ်ပါတယ်ရခိုင်ပြည်နယ်နဲ့မြန်မာနိုင်ငံတဝန်းလုံးမှာအင်တာနက်ဖြတ်တောက်ထားတာဟာဒေသခံတွေအပေါ်မှာစစ်တရေးရက်ဆက်မှုတွေကိုဖုံးကွယ်ပေးထားရလေရောက်နေတယ်လို့သူကပြောကြားခဲ့ပါတယ်။မွတ်စလင်ဒုက္ခသည်တွေအေးချမ်းစွာနေရပြန်နိုင်ရေးအတွက်လေမြန်မာအတိုက်ခံဖွဲ့စည်းတွေအပါအဝင်မွတ်စလင်အတိုင်းဝိုင်းနဲ့ပါပူးပေါင်းဆောင်ရွက်ဖို့လေဂျိုနသန်ရှာရီရာက တိုက်တွန်းပြောဆိုခဲ့ပါရှင်။